အီရန်ရဲ့နယူဆက်ယုံတွေစစ်စစ်ညက်ညက်ကြေးသွားအောင်အစ္စရေးတို့ဘလို့တိုက်ခိုက်ခဲ့တယ်လဲအစ္စရေးတို့ရဲ့မယုံနိုင်စရာ ထောက်လန်းရေးအောင်မြင်မှုကြီးတန်တမန်ရေးရာထုတ်ပြန်ချက်တွေလည်းမရှိတရားဝင်သတိပေးချက်တွေလည်းမရှိပဲညတကောင်ရန်အရှိလေပိုင်းကောင်းကင်မှာအစ္စရေးတိုက်လျင်ရာနဲ့ချီတဲ့အတန်တွေဟိမ့်ဟောက်သွားခဲ့ပါတယ်ဒါဟာခေတ်သစ်သမိုင်းမှာအပြောင်မြောင်ဆုံးနဲ့အခက်ခဲဆုံးလက်ဦးမှုရယူတိုက်ခိုက်မှုတွေလည်းကတစ်ခုဖြစ်တဲ့ Operation Rising Lion ရဲ့အစပဲဖြစ်ပါတယ် စစ်စင်ရေးရဲ့ပထမဆုံးနိုင်ဤအနှဲငယ်အတွင်းမှာရင်အစ္စရေးတိုက်လေရင်200ကျော်ဟာအီရန်ပိုင်နယ်ထဲကမဟာဗျူဟာမြောက်ပြစ်မှတ်တရာကျော်ကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီလေယာဉ်တွေထဲမှာ F351 Adel F151 Ran နဲ့ F16 Safari လဲပါဝင်ပါတယ်။ပြစ်မှတ်တွေက Nadan, Parachin နဲ့ RR လို့နျူကလ িয়ার ဆက်ရုံတွေတွေမှာပဲပယ်ထိန်တုံးကြီးပြစ်လွတ်တဲ့နေရာတွေ၊လေကြောင်းရန်ကာဝယ်ရေးထိန်းချုပ်ရေးစခန်းတွေ၊လက်နက်တူလောင်ညုံတွေနဲ့ Islamic Dollar ရေးအဆောင်တဖွဲ့ IRGC ထိတ်တန်းကိုကယ်ရေးမှုတွေရဲ့လျှို့ဝှက်နေအိမ်တွေလည်းပါဝင်ပါတယ်။ကဘာကို တကယ်အံ့အားသင့်စေခဲ့တာကကျဲချခဲ့တဲ့ဘုံရည်အတွက်မဟုတ်ပဲပြောင်မြောက်တဲ့တရားမှုပါပဲ။ Israel ဟာတွေ့ရကိုပြစ်ခတ်တာမျိုးမဟုတ်ပဲ Iran ရဲ့ထိန်းချုပ်ညှိနှိုင်းမှုနဲ့ပြန်လည်တိုက်ခိုက်ရေးစနစ်ကအဓိကချိတ်ဆက်မှုတိုင်းကိုအတိအကျဖယ်ရှားပစ်ခဲ့တာပါ။ပထမဆုံးမိနစ်ကလေးကပြန်လည်တုံ့ပြန်နိုင်စွမ်းကိုလုံးဝထိန်းချုပ်ပစ်လိုက်တာပါ။ တိုက်ပွဲကနေဖယ်ရှားခံခဲ့ရတဲ့ထင်ရှားတဲ့ပုံကိုယ်တွေမှာစေဦးစီးချုပ်မိုဟာဒမန်ဘေကာရီ IRGC တပ်မှုဟူစိန်ဆလာမီနဲ့နျူကလ িয়ার တုံးကြီးထုတ်လုပ်မှုကိုကြီးကြပ်နေတဲ့တပ်ဖွဲ့မှုတို့တောင်ပါဝင်ခဲ့ပါတယ်။ဒီလိုထိရောက်မှုရဲ့ရင်းမြစ်ကတိုက်လေရင်တွေကြောင့်ကြီးပဲမဟုတ်ပါဘူး။မော့ဆတ်နဲ့အစ္စရေးရဲ့အထူးတပ်ဖွဲ့ဆာရက်မဂါရူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအီရန်ပြည်တွင်းမှာလူမသိအောင်ဖျက်ဆီးမဲ့ UAV drone တွေလေးလာရေးစခန်းတွေ တီရင်းထောင်လန်ရေးအေဂျင့်တွေကိုတောင်ထည့်သွင်းထားခဲ့တာပါဇွန်လ23ရက်နေ့မှာမေရှင်တွေအားလုံးကိုတပြိုင်တည်းအလုပ်လုပ်ခဲ့ပြီးပထမဆုံးမိနစ်အနည်းငယ်အတွင်းမှာရင်အီရန်ရဲ့လေကြောင်းရန်ကာဝေးရေးစနစ်တစ်ခုလုံးကိုလုံးဝနှီးပါပျက်စီးသွားစေခဲ့တဲ့အထိတိကျစွာညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ဘာလို့အခုမှစတာလဲ။ကဘာကြီးကဒီစစ်စင်ရေးရဲ့မြန်ဆန်မှုနဲ့ကြီးမားတဲ့အတိုင်းအတာပမာဏကြောင့်ရင်တုံနေတုံးမှာပဲအဓိကမေကွန်းတစ်ခုပေါ်လာခဲ့ပါတယ်။ ဘာလို့အခုမှစတာလဲဆိုတာပါခွဲချမ်းစိတ်ဖြာသူတွေရဲ့ဆိုရအဖြေက အစ္စရေးထောင်လိုင်းရေးကအီရန်ဟာနျူကလ িয়ার ထိပ်ဖူးအ ਨੇ ဆုံး15ခုထုတ်လုပ်နိုင်တဲ့ရှိနေပြီးအစ္စရေးရဲ့မြို့ကြီးတိုင်းကိုထိမှန်တဲ့တာဝေးဒုံးကျည်စနစ်ကိုပြီးမြောက်အောင်မြင်သွားတာကြောင့်နောက်ပြန်လှည့်မရတဲ့အခြေအနေကိုရောက်ရှိခဲ့လို့ပါပဲအစ္စရေးကစစ်ပွဲလိုချင်လို့လုပ်ခဲ့တာမဟုတ်ပဲအခုချက်ချင်းမလုပ်ဘဲရွှေ့ဆိုင်နေရင် နောက်ကျသွားလိမ့်မယ်လို့ယုံကြည်လို့လုပ်ခဲ့တာလို့ဆိုပါတယ် တိုက်ခိုက်မှုကြောင့်အန်အားတင့်သွားပြီး24နာရီမပြည့်ခင်မှာပဲအီရန်ကပထမဆုံးပြန်လည်တိုက်ခိုက်မှုစတင်ခဲ့ပါတယ်။တောက်ကြနေကြမှာအစ္စရေးအလဲပိုင်းတစ်လျှောက်ပောက်ကွဲတံတွေပဲ့တင်ထပ်ခဲ့ပါတယ်။ဒဲအဗစ်ကနေဟိုင်ဖာအထိလေကြောင်းရန်ကာဝေးရေးအိုးအော်တံတွေစုညံသွားပြီးအစ္စရေးလူမျိုးတန်းပေါင်းများစွာဘုံခိုခြင်းတွေစီအပြေးလွှားဝင်ခဲ့ရပါတယ်။အီရန်ရဲ့ကြံရှိနေတဲ့အခြေစိုက်စခန်းတွေနဲ့ Iraq, Syria, Yemen တို့က ၎င်းတို့ရဲ့ကိုယ်စားလှယ်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာများပြားကနေပယ်ထိန်းတုံးကြီးတရားကျော်နဲ့ကာမီကာစီတရားကျော်ကိုပစ်လွှတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီပြန်လည်တိုက်ခိုက်မှုရဲ့ထိရောက်မှုကအီရန်မျှော်မှန်းတာထက်အများကြီးနည်းခဲ့ပါတယ်။အစ္စရေးကာဝေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဒုံးကြီးနဲ့ UAV အများစုကို Iron Dome, David's Sling Arrow 2, Arrow 3တို့လို အလွှာပေါင်းစုံကာဝေးရေးစနစ်တွေကအောင်မြင်စွာကြားဖြတ်ဖြတ်စီနိုင်ခဲ့ပါတယ်။တကယ်တမ်းဆိုရင်အချို့ဒုံးကြီးတွေကို ဂျော်ဒန်ရဲ့မြေထဲပင်လယ်မှာအမေရိကန်ကဖြန့်ကျက်ထားတဲ့ရေဒါနဲ့တိုက်လေယာဉ်တွေကဝေးကွာတဲ့အကွာအဝေးကနေတောင်ပစ်ချနိုင်ခဲ့ပါတယ်။ရာလက်အနေနဲ့ဒုံးကြီး9ဆင်းဒုံးကြီး9ဆင်းခန့်သာကာကွယ်ရေးစနစ်ကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးတဲလ်အဗစ်ကလူနေရပ်ကွက်အချို့မှာပစ္စည်းပျက်စီးမှုတွေဖြစ်ခဲ့တယ်လို့လူ35ဦးဒဏ်ရာရခဲ့ပြီးနှစ်ဦးကအခြေအနေဆိုးရင်ရပါတယ်။စစ်ရေးရဆိုရင်အီရန်ဟာအစ္စရေးပေါ်ခြောက်လှန့်နိုင်တဲ့တက်ရောက်မှုဘာတစ်ခုမှမရှိခဲ့ပါဘူး။ စောင်းကြည့်သူတွေရဲ့မြင်မှာတော့ဒီနှေးကွေးတဲ့တုံ့ပြန်မှုကပိုပြီးစိုးရိမ်စရာကောင်းတယ်လို့ဆိုပါတယ်။အီရန်ရဲ့တံပြန်တိုက်ခိုက်မှုကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုပြီး၁၈နာရီနီးပါးကြာမှရောက်လာတာပါ။ဒီလိုကြာမြင့်တဲ့နှောင့်နှေးမှုကထိတ်တန်းဗိုလ်ချုပ်ကြီးများစွာကိုဖယ်ရှားပြီးနောက်ထိန်းချုပ်ရေးစနစ်အတွင်းမှာဖြစ်ပေါ်နေတဲ့ရှုပ်ထွေးမှုတွေကိုထင်ရှားစေပါတယ်။ပြဿနာကအီရန်ရဲ့အလွန်အမင်းဗဟိုချုပ်ကိုင်မှုရှိတဲ့ကုတ်ကဲမှုဖွဲ့စည်းပုံကြောင့်ဖြစ်ပါတယ်။ ီဖွဲ့သီးပုံဟာစစ်တပ်နဲ့တော်လန်ရေးအဆောင်တပ်ဖွဲ့ရဲ့အမြင့်ဆုံးအဆင့်တွေပေါ်မှာလုံးဝနှီးပါမှီခိုနေတာပါအဲ့ဒီအဓိကပုံကိုယ်တွေတိုက်ပွဲကနေဖယ်ရှားခံရတဲ့အခါဆုံးဖြတ်ချက်ချမှတ်တဲ့ဂွင်းဆက်တစ်ခုလုံးရပ်ဆိုင်းသွားပါတော့တယ်ပလန် B လည်းမရှိချက်ချင်းအစားထိုးနိုင်မဲ့စနစ်လည်းမရှိ အခိုင်အမာစုတည်မှုမရှိတဲ့တုံ့ပြန်မှုတွေပဲရှိခဲ့တာပါဒါပေမဲ့အီရန်ကိုဆော့ဆော့ဆီဆီတော့ရှော့မတွက်တင်ပါဘူးအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အလီခါမီနီနဲ့ ် IRGC ပြောရေးဆိုခွင့်ရှိသူ2ဦးသလုံးကဒါဟာအစပဲရှိသေးတယ်။တကယ်လက်စားချေမှုကလာအောင်မှာပါလို့ကြေညာထားပါတယ်။ Rider သတင်းရင်းမြစ်အချို့ကအီရန်စစ်တပ်အရာရှိတွေကို ကိုးကားပြီးအကယ်၍အီရန်ကိုဆက်တိုက်ခိုက်မယ်ဆိုရင်အစ္စရေးရဲ့စွန့်ရင်ဗန်နာရေးနဲ့နျူကလ িয়ার ခြေကံအဆောက်အုံတွေဟာအီရန်ရဲ့တိုက်ခိုက်ချေမှုန်းမှုအတွက်နောက်ထပ်ပြစ်မှတ်တွေဖြစ်လာနိုင်မယ်လို့ဆိုထားပါတယ်။တချိန်တည်းမှာပဲအစ္စရေးကလည်းလက်ဦးမှုကိုဆက်လက်ထိန်းသိမ်းထားပါတယ်။ ကာကွယ်ရေးဝန်ကြီး UF Garland နဲ့ Garland ကအီရန်ရဲ့ Israel ရဲ့သားတွေကိုတိုက်ခိုက်ဖို့မတုံ့ဆိုင်တာဟာစီးကိုကြော်လာတာပဲလို့အလေးနက်ပြောကြားခဲ့ပါတယ်။ဒီပဋိပက္ခဟာဘလို့ဆက်လက်တိုးတက်လာမလဲဆိုတာကဘာကစောင့်ကြည့်နေရမယ့်အခြေအနေပါပဲ။အီရန်အနေနဲ့ကတော့သူတို့အတွက်ကြီးမားတဲ့စိုးကြိုးတွေခံစားရရမယ်ဆိုတာသိကြတဲ့လောက်ရှိနေပါပြီ။တကယ်တော့ Operation Rising Lion ဟာမပြီးဆုံးသေးပါဘူး။အီရန်နောက်ပိုင်းကတာဘစ်စစ်တပ်၄စိတ် ဒုံးကြည်တိုးလောင်ယုံနေနဲ့မဟာပြွာမြောင်ရထားလမ်းတွေကိုထပ်မံပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။စစ်ဗျူဟာခွဲချမ်းစိတ်ဖြာသူတွေရဲ့အမြင်ရတော့အီရန်ရဲ့အာနေဘီနှေးကွင်းနေတဲ့ပြန်လည်တုံ့ပြန်မှုဟာအစ္စရေးရဲ့ကနဦးတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ဆုံးရှုံးမှုတွေဟာဘယ်သူမှမမျှော်လင့်ထားခဲ့တာထက်အများကြီးပိုများတယ်ဆိုတာကိုပြသနေပါတယ်။ဒါဟာစစ်ရေးအရထိုးနှက်ချက်တစ်ခုတည်းမဟုတ်ပါဘူး။ အီရန်ရဲ့ဗဟိုချုပ်ကိုင်မှုရှိတဲ့ခေါင်းဆောင်မှုဖွဲ့စည်းပုံရဲ့အဓိကအားနည်းချက်ကိုတိုက်ရိုက်ထိမှန်ပြီးကိုကဲမှုစနစ်ရဲ့အဓိကကြောရိုးကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီဂိမ်းကတော့မပြီးဆုံးသေးပါဘူး။အီရန်အနေနဲ့အကြီးစားပြန်လည်တိုက်ခိုက်မှုတစ်ခုပြုလုပ်နိုင်လောက်အောင်ပြန်လည်နလန်ထူနိုင်မလား။ဒါမှမဟုတ်လက်ဦးမှုမရခင်မှာပဲကြာဆုံးချင်းတန်တရာတွေကိုဝင်ရောက်နေပြီလားဆိုတာကတော့အဓိကမေးခွန်းဖြစ်လာပါတယ်။ကောင်းကင်ကမဟုတ်ပဲအတွင်းကလာတဲ့တိုက်ခိုက်မှု ကောင်းငင်မှာလင်းရင်တွေမရှိဘုံတွေပောက်ကွဲတန်နေစူညံမနေဘူးဆိုရင်တော့ကိုနေထိုင်တဲ့မြို့တော်ရဲ့လေဘဟုတဲ့တဲ့မှာစစ်ပွဲတစ်ခုစတင်ပြီးဆုံးခန်းတိုင်သွားတယ်ဆိုတာသိလိုက်မှာလားအီရန်အတွက်တော့အဖြေက မသိဘူးဆိုတာပါပဲအစ္စရေးရဲ့ထိရောက်ဆုံးတိုက်ခိုက်မှုကလေကြောင်းကနေလာတာမဟုတ်ပါဘူးမော့ဆက်ကစေသူနှစ်တစ်ခုကျော်ကလေးကအီရန်ပြည်ရင်းထဲမှာတိတ်တဆိတ်အမြင့်တွေထားခဲ့တဲ့အတွင်းပိုင်းကနေလာခဲ့တာပါအစ္စရေးအီရန်ပြည်ပခါဟာအဆင့်မြင့်လက်နက်တွေနဲ့တိုက်ပွဲတစ်ခုတွင်မကပဲ တိုင်ဘက်ကင်းနဲ့ထောက်လန်းရေးစစ်ပွဲတစ်ခုလည်းဖြစ်ပါတယ်။တညာရဲနဲ့အစ္စရေးဟာအီရန်ကိုမဟာဗျူဟာအရတုံ့လှုပ်စေခဲ့ပါတယ်။အီရန်ရဲ့လေတပ်နဲ့နျူကလ িয়ার တပ်ဖွဲ့တွေရဲ့ထိတ်တန့်ကိုကဲရေးမှုအလုံးကိုအီရန်ကိုယ်တိုင်စီစဉ်ခဲ့တဲ့အစည်းအဝေးတစ်ခုမှာပဲအစ္စရေးကစီစဉ်ထားတဲ့ပုံစံတိုင်းဖယ်ရှားပစ်ခဲ့တာပါ။ Operation Rising Lion စစ်စင်ရေးမတိုင်မီလရီအတွင်းအစ္စရေးထောက်လန်းရေးသတင်းရင်းမြစ်တွေရဲ့ဖော်ထုတ်ချက်တွေအရမော့ဆက်ဟာအဆင့်မြင့်ဗျူမဟာဗျူဟာမြောက် လှည့်ပြားရေးစစ်စင်ရေးတခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါကတော့အီရန်တပ်မှုတွေကိုတီဟီရန်အနီးကလျှို့ဝှက်ကိုယ်ကဲရေးခိုးလုံရန်တခုမှာသူတို့ရဲ့တပ်ဖွဲ့တွေကိုစုစည်းစေဖို့အတွက်အတူယောင်ချက်လက်တွေပြည်ရင်းဆက်သွယ်ရေးလိုင်းတွေကနေလူသူလူဖန်တီးထားတဲ့ message တွေနဲ့တပ်ဖွဲ့တွေမှထည့်သွင်းထားတဲ့လူတွေကိုတော့အသုံးပြုပြီးလှည့်ပြားခဲ့တာပါ။ဒီမြေအောင်ဆောက်အောင်ဟာဆိုရင်တချိန်ကဘလို့မှထိုးဖောက်မရနိုင်ဘူးလို့ယူဆခဲ့ကြပြီးမြေပြင်အောက်ယာနဲ့ချီတဲ့မီတာအကွာဝေးမှာရှိကာ လေကြောင်းရန်ကာကွယ်ရေးစနစ်အလှော်ပေါင်းများစွာနဲ့ကာကွယ်ထားပါတယ်။ဒါပေမဲ့အီရန်ကာကွယ်မကာကွယ်နိုင်ခဲ့တာကထောက်လန်းရေးရဲ့ယူဆိတ်လာမှုပါပဲ။မော့ဆက်ကသူတို့ဘယ်မှာတွေ့ဆုံမဲဆိုတာကိုသိုံနေမှာမဟုတ်ပါဘူး။တော်လန်ရေးအဆောင်တပ်ဖွဲ့လေးတပ်မှုအာမီယာအလီဟာဂျီဇတ်နဲ့အတူ UAV ကိုကယ်ရေးအာကာသကာကွယ်ရေးနဲ့လေကြောင်းရန်ကာကွယ်ရေးခေါင်းဆောင်မှုအဖွဲ့အားလုံးကိုအတိအကျချိန်မှာအဲ့ဒီနေရာကိုစုစည်းဖို့အခြေအနေကိုဖန်တီးခဲ့တာပါ။ F35 တိုက်လေယာဉ်ကနေပြစ်လွှတ်လိုက်တဲ့တိကျမှုမြင့်တဲ့ဒုံးကြီးတစ်စင်းဟာမြေပြင်ထဲကိုတဲတဲ့ဝင်ရောက်ပြီးအားလုံးကိုတစ်ချက်တည်းနဲ့ဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါဟာရိုးရိုးလျှို့ဝှက်ထောက်လှမ်းမှုမဟုတ်ပါဘူး။ဒါဟာမဟာဗျူဟာမြောက်ထောက်လှမ်းနိုင်စွမ်းအတက်ပညာပါ။မောက်ဆက်ကျွမ်းကျင်သူတို့ကဒီစစ်စင်ရေးကို နိုင်ငံတော်အဆင့်ဘီတူကမြောက်လက်ရာလူတော်ဖော်ပြခဲ့ပါတယ်။ဒါဟာတိကျပြစ်မှတ်တဦးချင်းစီကိုဖယ်ရှားတာမဟုတ်ဘဲအီရန်ရဲ့အုပ်ချုပ်ရေးခွင့်ချက်တစ်ခုလုံးကိုအမြင့်ဖြုတ်သလိုဖယ်ရှားပစ်တာပါ။ မော့ဆက်ကအစ္စရေးရဲ့စီးရီးယားနဲ့လက်ဗဒွန်ကို တိုက်ခိုက်ဖို့စီစဉ်ထားတယ်ဆိုတဲ့သတင်းမှားတစ်ခုကိုဖန်တီးခဲ့ပါတယ်။ဒါကြောင့် IRGC Islamic Dollar ရေးအဆောင်တစ်ဖွဲ့ဟာတီဟီရန်မှာအရေးပေါ်အစည်းအဝေးတစ်ခုကျင်းပပြီးကာကွယ်ရေးတုံ့ပြန်မှုတွေကိုညှိနှိုင်းဖို့လိုအပ်တယ်လို့ယုံကြည်သွားခဲ့တာပါ။ဒီအောင်မြင်မှုဟာနှီးပညာကြောင့်မဟုတ်ပဲပြိုင်ဘက်ရဲ့စိတ်အခြေအနေကိုနက်နက်ရှိုင်းရှိုင်းနားလည်ပြီးသူတို့ရဲ့ကုကဲမှုစနစ်ကိုအတွင်းထဲကနေဖျက်ဆီးပစ်လိုက်တာကြောင့်ဖြစ်ပါတယ်။ ဟာဗျူဟာမြောက်လှည့်ပြားမှုမှာနေမရက်ပဲအစ္စရေးဟာအီရန်ပိုင်နဲ့အတွင်းကနေဓာတ်ရိုက်ပစ်လွှတ်တဲ့ဒရုန်းတွေကိုပါအသုံးပြုခဲ့ပါတယ်။အပြင်ကနေပြန်တမ်းဝင်ရောက်စရာမလိုပါဘူး။ဂျိုတင်အစီအစဉ်ချထားတဲ့ဒီသေးငယ်တဲ့ကာမီကာဇီဒရုန်းလေးတွေဟာလျှွက်ထင်းချုပ်ရေးစခန်းတစ်ခုကနေအသက်သွင်းမဲ့အမိန့်တစ်ခုပါပဲ။အမိန့်တစ်ခုကိုပဲလိုအပ်ပြီးတော့ရေဒါစကန်တွေဒုံးကြီးတိုးလောင်ရုံတွေနဲ့ထင်းချုပ်ရေးစခန်းတွေကိုတိုက်ခိုက်နိုင်ပါတယ်။စာရက်မကအထူးတပ်ဖွဲ့နဲ့ unit ရှင်းနှစ်3939ဟာမော့ဆက်နဲ့ပူးပေါင်းပြီးပြစ်မှတ်တွေပေါ်ထောက်လန်းရေးအချက်လက်တွေစုဆောင်းရုံနဲ့မကဘဲအတွင်းကနေတိုက်ခိုက်ခြင်းအဖြစ်လေကြောင်းရန်ကာဝယ်ရေးစနစ်ကိုနှောက်ယှက်ဖို့ပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်။ဒါကအစ္စရေးလေတပ်တွေအီရန်လေပိုင်းတစ်ထည့်ကိုတိတာထင်ရှားတဲ့အတားအဆီးမရှိဘဲနက်နက်ဆိုင်ဆိုင်ထိုးဖောက်ဝင်ရောက်နိုင်မဲ့အခြေအနေတရက်ကိုဖန်တီးပေးခဲ့ပါတယ်။ဒီစစ်စင်ရေးရဲ့အဓိကရွယ်ချက်ကတော့အီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကိုတားဆီးဖို့ပါပဲ။ဒါပေမဲ့နျူကလ িয়ার ဆက်ယုံနိုင်ကိုပြစ်မှတ်ထားတာမဟုတ်ပါဘူး။ ဥပမာတောင်တလုံးရဲ့အောက်ခြေမှာနက်နက်ရှိုင်းရှိုင်းတည်ရှိတဲ့ Fordo ဆက်ယုံကို American ပိုင်း GBU 57 Banger Buster ဘုံရဲ့အကူအညီမပါဘဲ Israel ကထိုးဖောက်နိုင်စမ်းမရှိပါဘူး။ဒါဆိုဒီစစ်စင်ရေးရဲ့အောင်မြင်မှုကဘယ်ကလာတာလဲ။ဒါဟာ Iran ရဲ့ Nuclear စီစဉ်တဲ့အတွက်စက်ပစ္စည်းအလုံးကိုဖျက်ဆီးခဲ့တာမဟုတ်ပါဘူး။အဓိကကတော့ Iran ရဲ့ Nuclear စီစဉ်ရဲ့ရည်ရွယ်ချက်နဲ့ကွက်ကွဲနိုင်စမ်းတွေကိုချိုးဖျက်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ Nuclear သိပ္ပံပညာရှင်တွေဖြစ်တဲ့ ဖီရိုနူအာဘာစီနဲ့မိုဟာမက်တိုနီတို့လိုထိတ်တန်းပုံကိုယ်တွေဖယ်ရှားခံရပြီးမဟာဗျူဟာမြောက်အကြံပေးအဖွဲ့တစ်ခုလုံးပြက်စီးသွားတဲ့အခါအီရန်ဟာရေတိုတွင်းနျူကလ িয়ার တိုးတက်မှုတွေကိုစုတည်ဖို့စွမ်းရည်ဆုံးရှုံးသွားပါပြီ။အစ္စရေးကရိုးရိုးစစ်စင်ရေးစစ်စင်မှုတစ်ခုကိုလုပ်ခဲ့တာမဟုတ်ပါဘူး။ဒီလက်ဦးမှုယူတိုက်ခိုက်မှုကအီရန်ကိုတုံ့လှုပ်စေခဲ့ရုံသာမကဒေသတစ်ခုလုံးကိုပါပြက်သားတဲ့သတင်းစကားတစ်ခုပေးပို့ခဲ့ပါဗျ။ဘယ်နေရာမှာမှဘေးကင်းလုံခြုံမှုမရှိတော့ဘူး။ မြေအောက်မှာပုံအောင်နေုံနဲ့လုံကြုံမယ်လို့ထင်ခဲ့သူတွေမှားယွင်းခဲ့ပြီဆိုတာပါပဲဒီမော့ဆက်ရဲ့စစ်စင်ရေးဟာလှည့်ပြားရေးမဟာဗျူဟာရဲ့အထွတ်ထိပ်တင်မကပဲကြောက်မက်ဖွယ်သတိပေးချက်တစ်ခုလည်းဖြစ်စီပါတယ်တင်သာပြတ်မှတ်ဖြစ်နေပြီဆိုရင်တော်တော်လေးနောက်ကျသွားမှသဘောပေါက်မှာပါဆိုတဲ့ message ကိုပေးခဲ့တာပါဒီပလိုမာရေးရအကြက်တဲနဲ့ကမ္ဘာနိုင်ငံများကြီးရက်တီချက်မိကုံငွေတွေနဲ့မိတောက်တွေမရှင်းလင်းသေးခင်မှာပဲကမ္ဘာကြီးဟာမကြုံစဘူးအကြက်တဲတွေကိုဝင်ရောက်လာခဲ့ပါတယ် အမေရိကန်ကစစ်ပွဲတဲ့ဓာတ်ရိုက်ဝင်ပါမှာမဟုတ်ဘူးလို့အတည်ပြုခဲ့ပေမဲ့ Israel တွေ Radar စနစ်တွေစစ်သင်းမော်တွေနဲ့စီဖြည့်ပေးတဲ့ထောက်ပံ့တွေကိုချထားခဲ့ပြီးထင်ရှားတဲ့ထောက်ခံမှုကိုပြသခဲ့ပါတယ်။တမရထရန်ကအီရန်ကိုရက်60ကြိုတင်တတိပေးခဲ့ပြီးပြီ။သူတို့နားမထောင်ခဲ့ဘူး။အခုတော့အားလုံးပြီးသွားပြီလို့ကြေညာခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ကအမေရိကန်ကဒီကိစ္စကိုကြိုသိပြီးခွင့်ပြုချက်ပေးခဲ့တာလားဆိုတဲ့မေးခွန်းကိုဖြစ်ပေါ်စေပါတယ်။ အကယ်၍မှန်ကန်တယ်ဆိုရင်ဒီစစ်စင်ရေးဟာမဟာမိတ်ဖွဲ့မှုရဲ့ရလဒ်ပါပဲ။တစ်ချိန်တည်းမှာပဲဥရောပကတော့သဘောထားကွဲနေပါတယ်။ပြင်သစ်ဂျာမနီနဲ့ဗြိတိန်တို့ကအစ္စရေးရဲ့ကိုရိုင်းကာဝယ်ခွင့်ကိုထောက်ခံကြောင်းဖော်ပြခဲ့ပေမဲ့ထိမ့်ထိမ့်သိမ့်သိမ့်လှုပ်ဆောင်ဖို့တောင်းဆိုခဲ့ပါတယ်။ရုရှားနဲ့တရုတ်ကတော့တဲအဖေရဲ့လုပ်ရက်တွေကိုအချုပ်ချာအာဏာကိုချိုးဖောက်တယ်လို့ချက်ချင်းပြစ်တင်ရှုတ်ချခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအီရန်ရဲ့ရိုးရာပြိုင်ဘက်ဖြစ်တဲ့ Saudi Arabia ကတော့ ဒေတာရင်းပဋိပက္ခတွေပါဝင်ပတ်သက်ဖို့မလိုလားတာကြောင့်ဘာကူမှရှင်းလင်းပြတ်သားတဲ့ယက်တီချက်ကိုမှမပြတာသေးပါဘူးတီဟီရမ်မှာတော့အတိုက်ခံအဖွဲ့တွေကအခြေအနေကိုခွင့်ကောင်းယူပြီးဆန္ဒပြမှုတွေလှုံ့ဆော်လာတာကြောင့်ပဋိပက္ခပြည်ရင်းမှာပုံမူပြန်ပွားလာမလားဆိုပြီးစိုးရိမ်နေကြပါတယ်။နှစ်ပေါင်းများစွာတင်ပထမဆုံးအကြိမ်ဖြစ်ဘသူမှမချေမုန်းနိုင်ဘူးလို့ယူဆထားတဲ့ဘာသာရေးအုပ်ချုပ်မှုပုံစံအစိုးရရဲ့ပုံရိပ်ဟာကျိုးပဲ့ပြည့်စည်သွားခဲ့ပါပြီ။အစ္စရေးကပထမအချိန်မှာအနိုင်ရခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ပိုကြီးတဲ့မေကွန်းကတော့အီရန်ရပ်တန့်တော်မလားဆိုတာပါပဲ။အီရန်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးဖြစ်နိုင်ခြေတွေကိုခန့်မှန်းထားကြပါရစေ။၁အီရန်အနေနဲ့အစ္စရေးရဲ့တိုက်ခိုက်မှုကိုလက်တုံပြန်တဲ့အနေနဲ့ကြီးမားတဲ့စစ်ရေးတုံ့ပြန်မှုတစ်ခုလှုပ်လာနိုင်ပါရစေ။ဒါဟာအမေရိကန်ကိုပြစ်ပခတဲ့ဓာတ်ရိုက်ဆွဲသွင်းသွားနိုင်ပြီးအရှေ့လေပိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့စစ်ပွဲတစ်ခုဖြစ်ပေါ်စေပါလိမ့်မယ်။ဒီလိုဖြစ်လာရင်ဒေတာရင်းတည်ငြိမ်မှုအကြီးအကျယ်ပြည့်စည်သွားပြီး ကမ္ဘာစီးပွားရေးအပေါ်လည်းကြီးမားတဲ့တက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဈေးနိုင်ဈေးနှုန်းတွေမြင့်တက်လာနိုင်ပြီးကမ္ဘာလုံးဆိုင်ရာစီးပွားရေးမတည်ငြိမ်မှုတွေလည်းဖြစ်လာနိုင်ပါတယ်။နှစ်အီရန်ကောင်းဆောင်ပိုင်းဟာလက်ရှိအခြေအနေကိုပြန်လည်သုံးသပ်ပြီးစစ်ရေးရာဓာတ်ရိုက်တုံ့ပြန်မှုမလုပ်ဘဲမဟာဗျူဟာမြောင်းနောက်ဆုံးမှုမျိုးကိုရွေးချယ်နိုင်ပါတယ်။ဒါဆိုရင်ကောင်းဆောင်မှုပုံစံကိုပြန်လည်ဖွဲ့စည်းပြီးတန်တမန်ရေးရာကိုအသုံးပြုက၎င်းတို့ရဲ့ရည်တည်မှုကိုပြန်လည်ရယူဖို့ကြိုးစားပါလိမ့်မယ်။ ဥပမာအဖြစ်နိုင်ငံတကာအတိုင်းဝန်းနဲ့ဆွေးနွေးပွဲတွေပြန်ဆတာနျူကလ িয়ার စီစဉ်နဲ့ပတ်သက်ပြီးလာရောမှုတွေပြုလုပ်တာမျိုးတွေလှုပ်လာနိုင်ပါတယ်။ဒီနည်းလမ်းကအီရန်အတွက်နိုင်ငံတကာကိုဖိအားတွေလျှော့ချပြီးပြည်ရင်းတည်ငြိမ်မှုထိန်းသိမ်းဖို့အခွင့်အရေးပေးနိုင်ပါတယ်။၃အစ္စရေးရဲ့တိုက်ခိုက်မှုဟာအီရန်ပြည်ရင်းမှာရှိတဲ့အတိုက်ခံဖွဲ့စည်းတွေကို အားကောင်းလာစေပြီးအစိုးရဘက်ပြည်သူလူထုရဲ့မကျေနပ်မှုတွေကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါကြောင့်ပြည်ရင်းဆန္ဒပြမှုတွေနဲ့မတည်ငြိမ်မှုတွေပုံပုံမြင့်တက်လာပြီး နောက်ဆုံးမှာအာဏာပြောင်းလဲမှုတွေအထိဖြစ်ပေါ်လာနိုင်ပါတယ်။ဒီလိုဖြစ်လာရင်အီရန်ရဲ့နိုင်ငံရေးမြေပုံကိုတိတိတတ်တတ်ပြောင်းလဲစေနိုင်ပြီးဒေသရင်းမဟာပြူဟာမြောက်အင်အားချိန်ဝင်ရှာကိုလည်းတက်ရောက်မှုရှိလာနိုင်ပါတယ်။အစ္စရေးအနေနဲ့စည်ရေးရအောင်မြင်မှုရခဲ့ပေမဲ့ဒီတစ်ခုတည်းနဲ့တော့မလုံလောက်ပါဘူး။ပရိပခါကြာလာရင်အစ္စရေးရဲ့လုပ်ရက်တွေပေါ်နိုင်ငံတကာရဲ့ရှုမြင်ပုံ ပြောင်းလဲလာနိုင်ပြီးလက်ရှိထောက်ခံမှုတွေလည်းညော့နေသွားနိုင်ပါတယ်။အထူးသဖြင့်အရက်သားထိခိုက်မှုတွေများလာတာ ဒါမှမဟုတ်ပဋိပက္ခကဒေတာရင်းတည်ငြိမ်မှုကိုပုံမပြည့်စည်စေတယ်ဆိုရင်နိုင်ငံတကာကအစ္စရေးကိုကြောခိုင်းသွားနိုင်ပါတယ်။အကယ်၍အီရန်ကအစ္စရေးရဲ့စွမ်းရည်အဆောက်အုံတွေကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်အစ္စရေးရဲ့စီးပွားရေးဟာတိတိတတ်တာထိခိုက်နေတာပါလိမ့်မယ်။စွမ်းရည်အဆောက်အုံတွေပြည့်စည်တာကနိုင်ငံရဲ့စီးပွားရေးကိုရပ်တန့်လို့နှိပါဖြစ်စေနိုင်ပြီး ပြန်လည်တည်ဆောက်ရေးအတွက်လည်းအချိန်နဲ့ငွေကြေးအမြောက်များလိုအပ်လာပါလိမ့်မယ်။ဒါအပြင်ရင်းနှီးမြှုပ်နှံမှုတွေညှော်နေသွားပြီး ကမ္ဘာစီးပွားရေးကွန်ရက်ထဲမှာအစ္စရေးရဲ့အနေအထားကိုပါထိခိုက်စေနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်တခုတော့ရှင်းနေပါတယ်။အရှေ့လေပိုင်းကစစ်တူရင်ခုံဟာအရင်ကနဲ့မတူတော့ပါဘူး။စစ်ပွဲဟာစစ်မြေပြင်မှာမဟုတ်တော့ဘဲအရေးတွေတဲကနေလာတယ်ဆိုတာကမ္ဘာကသဘောပေါက်သွားပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။